ရေပြင်ပေါ်ကမြို့တော်ကဘာပေါ်မှာထူးခြားစမ်းကြဲတဲ့နေရာတွေရှိတယ်ဆိုတာအတင်းသိပါသလားဂုံးမြေပေါ်မှာမြို့ရွာတွေတိစောက်တာကထုံးစံဖြစ်ပေမဲ့ရေပြင်ပေါ်မှာတမျိုးလုံးတိစောက်ထားပြီးလူပေါင်းတောင်းချီနေထိုင်ကြတဲ့ရွာတွေအားရှိပါသေး။အဲဒီရွာလေးကတော့အာဖရိကတိုက်ဘီနီနိုင်ငံမှာရှိတဲ့ဂန်ဗီပဲဖြစ်ပါသေး။ဒီရွာလေးကိုအာဖရိကရဲ့ဗင်းနစ်လိုတောင်တင်စားခေါ်ဝေါ်ကြပြီးသူ့ရဲ့တမိုင်းကြောင်းနေထိုင်မှုပုံစံနဲ့ယဉ်ကျေးမှုတွေကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပါသေး။ဂန်ဗီရွာရဲ့တမိုင်းကြောင်းကစိတ်လှုပ်ရှားစရာကောင်းပါသေး။ လွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်ခန့်16ရာစုသို့မဟုတ်18ရာစုကဒီဟိုမီဘီယင်နိုင်ငံကဖွန်စစ်တီရီဟာလူတွေကိုဖမ်းဆီးပြီးကျွန်းအဖြစ်ရောင်းချလေးရှိပါသည်။အဲဒီအနေအကောင်တွေရှောင်ရှားဖို့အတွက်ဒီတိုဖီနီလူမျိုးတွေကထူးခြားတဲ့နီလန်းကိုအသုံးပြုခဲ့ကြပါသည်။ဖွန်စစ်တီရီဟာရေကိုကြောက်တယ်ဆိုတဲ့ယုံကြည်မှုရှိတာကြောင့်တိုဖီနူတွေဟာလိတ်နိုကူရဲ့ရေပြင်ပေါ်မှာအင်ဂျီတွေကိုတိဆောက်ခဲ့ကြပြီးခိုလုံခဲ့ကြပါသည်။ဂန်ဗီဆိုတဲ့နာမည်ကိုရိုင်းကိုကပဲကျွန်ုပ်တို့အသက်ရှင်ကြံ့ရည်ခဲ့တယ်လို့အဓိပ္ပာယ်ရပါသည်။ ဒါဟာဖိနှိပ်မှုတွေကြောင့်ကနေလွတ်မြောက်အောင်ကြိုးစားခဲ့တဲ့လူမျိုးတစ်မျိုးရဲ့ခံနိုင်ရည်အားနဲ့အသက်ရှင်သန်လူစိတ်ရဲ့ပြယုတ်တစ်ခုပါပဲ။ဒီနေ့ခေတ်မှာတော့ဂန်ဗီရွာဟာလူဦးရေ2000ကနေ4000ခွဲလောက်နေထိုင်ကြတဲ့တောင်ဝင်လှူရှားနေတဲ့ရေပေါ်မြို့တော်လေးတစ်ခုဖြစ်နေပါပြီ။အိမ်တွေ၊ကျောင်းတွေ၊ဆေးရုံတွေ၊စားတောက်ဆိုင်တွေ၊ဈေးတွေ၊ဖျားကျောင်းတွေနဲ့ဗလီတွေပါမကျန်အများအလုံးကရေပေါ်မှာပဲတည်ရှိနေပါတယ်။ရွာထဲမှာသွားလာရေးကတော့လေတွေနဲ့သာဖြစ်ပါတယ်။ကလေးငယ်တွေဆိုရင်မွေးကလေးကရေကူးတတ်ကြပြီးရေပြင်ကသူတို့ရဲ့ကစားကွင်းသူတို့ရဲ့နေအိမ်ပါပဲ။ တချို့ကတော့သူတို့ကိုရေလူသားတွေလိုတောင်ခေါ်ဆိုကြပါရည်။ဂုံးပေါ်မှာလမ်းလျှောက်ရတာကိုတော့ကဏ္ဍနီလိုတုံဆိုင်တုံဆိုင်လမ်းလျှောက်ကြတယ်လို့ဆိုပါရည်။ဒီမြင်ကွင်းတွေကတကယ်ကိုထူးခြားစံကျေလာပါရည်။ဂမ်ဗီယာရဲ့စီးပွားရေးဟာငါးဖန်းခြင်းနဲ့ငါးမွေးမြူခြင်းအပေါ်မှာပဲအဓိကမိခိုးနေပါရည်။ရေပေါ်စည်းတွေကဂမ်ဗီယာရဲ့ထူးခြားတဲ့မြင်ကွင်းတစ်ခုပါ။အမျိုးသမီးတွေဟာသူတို့ရဲ့လှေလေးတွေနဲ့ပဲကုန်ပစ္စည်းတွေကိုရောင်းချကြပါရည်။ခရမ်းကျင်သည်အုံသည်ထင်းစားတဲ့ပစ္စည်းမျိုးစုံကိုလှေပေါ်ကနေဝယ်ယူနိုင်ပါရည်။ ။ဒါပြင်သူတို့ရဲ့ရိုးရာဗူဒူဘာသာရေးလေ့ကျင့်တွေကလည်းပဲနေ့စဉ်ဘဝမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါရီ။ခင်းမိတဲ့အခြေခံအဆောက်အအုံတွေနဲ့ပါနေသေးပေမဲ့ဂန်ဗီလူမျိုးတွေဟာသူတို့ရဲ့ထူးခြားတဲ့နေထိုင်မှုပုံစံကိုတံပိုးချပြီးဆက်လက်ထိန်းသိမ်းထားပါရီ။ကံဗီယောဟာခရီးသွားလုပ်ငန်းအတွက်ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုဖြစ်ပြီးကမ္ဘာလေခရီးသည်တွေကိုအမြဲကြိုဆိုလျက်ရှိပါသည်။လေရီနဲ့ရွာဘက်ကြည့်ရှုရင်ဒေသခံတွေရဲ့နေစဉ်ဘဝကိုလေ့လာနိုင်တာဟာအဖို့မဖြစ်နိုင်တဲ့အတွေ့အကြုံတစ်ခုပါပဲ။ ဘီနင်ဆိုရအနေနဲ့လည်းဂန်ဗီကိုထိန်းသိမ်းမှုနဲ့ပုံမကောင်းမှုနဲ့အခြေခံအဆောက်အုံတွေကိုဖန်တီးပေးဖို့ကြိုးစားနေပါသည်။ဒါပေမဲ့ဂန်ဗီဟာစိန်ခေါ်မှုတွေနဲ့လည်းရင်ဆိုင်နေရပါသည်။ယေရုညဉ့်ညံ့မှုငားလွန်ကျွန်းဖမ်းမှုနဲ့ရာသီဥတုပြောင်းလဲမှုရဲ့တက်ရောက်မှုတွေကရွာရဲ့အနာဂတ်ကိုချိန်ချောင်းနေပါသည်။ဒါပေမဲ့လည်းဂန်ဗီလူမျိုးတွေဟာသူတို့ရဲ့ဘိုးဘွားပြည်ပင်တွေလိုပဲခန္ဓာရင်ရှိရှိနဲ့အခက်အခဲတွေကိုရင်ဆိုင်ပြီးဆက်လက်ရှင်သန်နေကြစေပါ။ကံဗီဟာရေပြင်ပေါ်မှာအသက်ရှင်နေထိုင်တဲ့ရွာလေးတရွာတွေမကဘဲလူသားတွေရဲ့လိုက်လျောညှိထွေနေနိုင်စွာ ခန္ဓာရည်အားနဲ့ယဉ်ကျေးမှုအမွေအနှစ်တည်းရဲ့အသက်ဝင်တဲ့တပ်တည်ခံတစ်ခုဖြစ်ပါတယ်။ဒီနေ့နေ့မှာအတင်ကိုရိုင်းအဲ့ဒီရေပေါ်မြို့တော်လေးကိုသွားရောက်လည်ပတ်ပြီးထူးခြားတဲ့ဘဝပုံစံကိုမျက်မြင်ကိုယ်တွေ့ကြည့်ရှုနိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။